တခါတော့ကညာနေခင်လမ်းမကြီးပေါ်တွင် လူသူကင်းမဲ့နေပြီးလေတိုက်တံတွေကိုကြာပြီးတိကိုင်းချောက်တွေကလည်းချောက်ကက်ကက်အတံများဖြင့်ထူးဆန်းသောအရေးတစ်ခုရွေလျားနေရကိုမြင်လိုက်ရပါတယ်ဒီရိတ်ကတည်သွားတဲ့လူတွေရဲ့အရေးဖြစ်ပါတယ်ဒီရိတ်ကဖြူဖြော့နေပြီးမျက်လုံးမှလည်းအဖြူရောင်တွေနဲ့လူတွေရဲ့ဝိညာဉ်ကိုစုပ်ယူနေတဲ့ပုံကိုတွေးလိုက်ရပါတယ် မိုးမင်းကသူ့ရဲ့အိတ်ခမ်းထဲတွင်ရုတ်တရက်နိုးလာပြီးချွေးများဖြင့်ရွှဲနေတဲ့သူ့ရဲ့အိတ်မဆိုးထဲတွင်ဒီရိတ်ကိုမြင်ခဲ့ရပြီးသူ့ဝိညာဉ်ကိုဆွဲထုတ်နေတဲ့ပုံစံကိုရုတ်တရက်ခံစားလိုက်ရတဲ့သူ့ရဲ့ရင်ဘတ်တွင် အေးဆက်သောလက်တစုံကို ထိတွေ့နေရတဲ့ပုံစံကိုခံစားရပြီးအော်ချင်းတော့လဲအတန်တော့လဲမထွက်နိုင်ပါဘူးမိုးမင်းပါလောက်စူးစမ်းအော်ပါစေဘယ်သူလဲမကြရပါဘူး နောက်တနေ့တွင်မိုးမင်းကအိမ်ကြီးချင်းဒေါ်မင်းမြင့်စီကိုသွားပြီးသူကကြုံရနေတဲ့ပြက်တာနာကိုဒေါ်မင်းမြင့်ကိုပြောပြလိုက်ပါတယ်ဒေါ်မင်းမြင့်မှာရွာတွင်းရှိရှေးရိုးဆွဲယူရှိသူဖြစ်ပြီးအမင်းကိုတရေတကောင်လိုက်နေတယ်မင်းရဲ့ဝိညာဉ်ကိုဆွဲခေါ်ဖို့စူးစမ်းနေတယ်လို့မိုးမင်းကိုပြောလိုက်ပါတယ် တော်မင်းမင်းကမိုးမင်းကိုရွာထဲမှာရှိနေတဲ့ရှင်ဘူးရင်เจ้าကိုတွားရောက်ပြီးဆူတောင်းရန်အကြံပေးလိုက်ပါတယ်။နောက်တညကမိုးမင်းကိုအိပ်ပျော်နေစဉ်ဒီရိတ်ကပြန်လာပြီးသူ့ရဲ့အနာကိုချင်းကပ်လာနေပါတယ်။ဒီတခါကဒီရိတ်ကိုအဖြူရောင်ဝတ်စုံလေးနဲ့မိုးမင်းရဲ့နမီကိုတရှိရှိခေါ်နေခဲ့ပါတယ်။မိုးမင်းကလည်းလုံမရဖြစ်နေခဲ့ပါတယ်။ဒီအခြေအနေကိုမိုးမင်းရဲ့ခန္ဓာကိုယ်ပေါ်မှာတရေဝိညာဉ်ကတဖြည်းဖြည်းခွဲထွက်လာနေပါတယ်။မနက်မိုးလင်းသောအခါမိုးမင်းကရွာထဲမှာရှိနေတဲ့ရှင်ဘူးရင်เจ้าကိုအမြန်တွားရောက်ပြီးဆရာတော်ထံကိုအကူအညီတောင်းလိုက်ပြီး ဆရာတော်ကသူ့ကိုပြောလိုက်ပါတယ်မနှက်ဖြညာကတရေကိုနင်ထုတ်လိုက်လို့ရှိရင်ပြန်ဆင်းပြီးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီညကိုရောက်လာပြီးဆရာတော်နဲ့ရွာသူရွာသားတွေနဲ့မိုးမင်းရဲ့အိမ်တွင်မနှက်များရွတ်ဖက်ကတရေကိုနင်ထုတ်ကြပါတယ်မနှက်များရွတ်ဖက်နေတဲ့အချိန်ကိုအဲရိတ်ကအော်ဟစ်ပြီးပျောက်ကွယ်သွားနေတာကိုတွေးလိုက်ပါတယ်မိုးမင်းကပြန်တက်တာလာပါတယ် အဲ့နေ့မှစပြီးမိုးမင်းကဒီတရေကိုမမြင်ရတော့ပါဘူးသို့တော့ညတိုင်းသူ့ရဲ့အိမ်ထဲမှာမီးတွေကိုဖွင့်လိုက်ပြီးအိတ်လိုက်ပါတယ်မင်းကမအိတ်ခင်ကာထာတွေကိုရွေ့ရနေစေဖြစ်ပါတယ်သူတိလိုက်ရတာက ကာထာကိုရွတ်လိုက်လို့ရှိရင်ဝိညာဉ်ဆွေးငင်မှုများကိုအမှန်တကယ်မမြင်ရပြီးမကောင်းဆိုးဝါးများကိုဒီကာထာကိုသတိထားရမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ညကိုမအိတ်နေချိန်မှာဖျားရှိကိုပြီးမှအိတ်ရင် ကောင်းကောင်းအိတ်လို့ရပါတယ်ကိုကအိတ်ရင်ဖျားရှိကိုကိုမင်းနေတယ်ဆိုရင်ဒီမိုးမင်းလိုကြုံတွေ့နေရတဲ့ပြဿနာတွေကိုကြုံနိုင်မှာဖြစ်ပါတယ် ကိုကမအိတ်ခင်မှာဖះရှိကိုပြီးမအိတ်အကြံပြုကျင်ပါတယ်ဒီပုံပြင်ကအကျိုးရှိမယ်လို့ထင်ပါတယ်